အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ vlog လေးကတော့ spaghetti ချက်ပြီးစားတယ်မှာဖြစ်ပါတယ်ရန်နဘန်းသားရှောက်ချက်ထားတာမို့လို့အမျိုးမြင့်နဲ့အမျိုးစားတော့မဖော်ပြတတ်ဘူးပေါ့နော်အဲ့တော့အမျိုးမြင့်မတီစပက်ကက်တီလေးပါရှင်။ပအဝင်ပစ္စည်းတွေအနေနဲ့ကတော့ပဇွန်တို့ကင်းမွန်တို့အကင်တို့ပါပါတယ်ရှင်။ ကဲဒါဆိုစားချက်လိုက်ရအောင်ပထမဆုံးမှာခရင်နေဒီကိုပြုတ်ထားပါမယ်ပြီးွားရင်ပစုံလေးရေးစီပါမယ်ပစုံကတော့ကိုကအခွန်မခွာခြင်းလို့ခွာပြီးသားလေးဝယ်ပြီးရေးစီထားတာပါပြီးွားတော့ကင်းမုံလေးတွေရေးစီပါမယ်ရှင်နောက်ထပ်ပြီးတော့ဒါကတော့အမေဘာလို့ဘုဝယ်ထားမယ်မသိရဲဝတ်သားပေါ့နော်ဒီဟာလေးကိုလည်းလည်းနေယူသုံးပါမယ်ပြီးွားတဲ့ခါမှာတော့ဒါလေးကချက်တော့အနေချက်တော့အဖြူနောက်ထပ်ဒီမှာနောက်တစ်ခုကတော့ sausage ဖြစ်ပါတယ် ပြီးွားရင်ဒါခုနကဝတ်သားလေးတွေလွှင့်ထားတာလေးတွေပါပြင်ဒါရေဆေးပိသားကင်းမွန်ရင်နောက်ထပ်ရေဆေးပိသားပစုံရယ်ပါဒါလေးတွေကပါမယ့် ingredient လေးတွေပေါ့နော်ကဲနောက်ပြီးကြတော့ခုနကပြုတ်ထားတဲ့ခရမ်းညင်သီးလေးတွေကိုရေဆေးနဲ့ခွာမှာအပေါ်ရေခုံလေးတွေခွာမှာဖြစ်ပါတယ်ခင်းညင်လေးခွာပြွားပြီဆိုတော့ခေါက်ဆဲစပြုတ်ပါမယ်ဒါကိုသုံးမယ်စပက်ဂတီခေါက်ဆဲပေါ့နော် ောက်ဆွဲပြုတ်ဖို့တည်းဆိုရင်တော့ရင်းနှွေးပုပတ်စုအောင်ကြိုတင်ထားရပါတယ်။ကိုကအဲ့တုန်းကရင်းနှွေးပုပတ်စုရဲ့ဒီမဆောင်မင်းနဲ့ပေါ့နော်။နည်းနည်းပူလာတဲ့အချိန်မှာသွားထည့်လိုက်မိပါတယ်။ပြီးတော့အများကြီးတခါတည်းပြက်သိမ့်နေအောင်ထည့်လိုက်တော့ခေါက်ဆွဲအရန်ထွေးသွားပါတယ်ပြုတ်မယ်ဆိုတော့စီလေးနည်းနည်းကိုကထည့်ပြီးလိုက်ပါတယ်ပြီးရင်စားလေးလည်းနည်းနည်းထည့်ရတယ်ပေါ့နော်အခုကတော့ကျက်တုံစီတက်มาဖြစ်ပါတယ်ကျက်တုံအဖြူအနီကိုထည့်ပြီးတော့စီတက်มาဖြစ်ပါတယ်ရှင် ချက်သွန်ဖြူနီချုံရင်းရွှေအောင်လေးနည်းနည်းတန်းလာပြီဆိုရင်တော့ပစုံလေးတွေစပြီးတော့ထည့်ပါမယ်ခုဆိုရင်တော့ပစံဒီပါထဲမှွေပြီးကြော်နေတာပေါ့နော်ပြီးပါရင်ကင်းမွန်လေးတွေပါထပ်ထည့်ပါမယ်

နောက်တစ်ခုနတော့ပြုတ်ပြီးတော့နှွင့်ထားတဲ့ဝတ်သားလေးတွေရေပြီးတော့ sausage တွေရေရောပြီးထည့်လိုက်ပါမယ်။အားလုံးထည့်ပြီးွားတဲ့အခါမှာတော့တမအောင်နှံ့အောင်မွေပါမယ်။ပြီးွားတဲ့အခါမှာတော့ခုနကခရမ်းညင်သီးလေးတွေကိုထည့်ပြီးတော့မွေလိုက်ပါမယ်ရှင်။တကယ်တော့ပေါ့နော်ခရမ်းညင်သီးလေးကသူကပြုတ်ပြီးွားပြီဆိုရင်လေဘလန်နာနဲ့ထည့်ကြည့်လိုက်ရင်ပိုစင်ပြေပေါ့နော် ကိုကတော့ဘလန်နာအဲ့တော့မသုံးမိပဲနဲ့ဒီတိုင်းအထဲမှာပဲပေါ့နော်ဟို ျုံးမွေလိုက်မိပါတယ်။ဒါကတော့ခင်းရင်ဒီ sauce လေးထည့်ပါမယ်။နောက်တစ် spaghetti ရဲ့အသက်ဖြစ်တဲ့ပင်စည်ရွက်လေးထည့်ပါမယ်။ကိုကြည့်ဘူးရယ်စပဂက်တီချက်တဲ့ vlog တွေမှာပေါ့နော်အဲအီတလီတွေတော်တော်များများသူတို့စပဂက်တီချက်ပြီဆိုရင်အဲဒီပင်စည်ရွက်ကိုထည့်သုံးကြတာတွေ့တယ်ပေါ့နော်အားကြောင့်မလို့ကိုလည်း like ထည့်သုံးဖြစ်တာပါ ကွာပုံမှန်ဆိုရင်တော့ပေါ့နော်ပင်စင်းကိုတိတ်ပြီးတော့မကြိုက်ဘူးပေါ့သူ့အနံ့ကိုမကြိုက်ဘူးဒါမဲ့ဒီစပက်ကက်တီထဲမှာကြာသူ့ရဲ့ခင်းနေဒီ sauce နဲ့ပေါင်းပြီးထွက်လာတဲ့အနံ့လေးကတော်တော်လေးကိုသဘောကျဖို့ကောင်းပါတယ်အားကြောင့်မလို့ဒီစပက်ကက်တီထဲမှာပါတဲ့ပင်စင်းနဲ့ဆိုရင်တော့စားရဲပေါ့နော်ဟုတ်ကဲ့ပြီးတော့ခေါက်ဆဲလေးထပ်ထည့်ပါမယ် ်အခုတော့တရဝါနဲ့လက်နဲ့မမျှတယ်လို့ပြောပါရပါတော့နော်။အိုးလေးရသေးပြီးတော့ခောက်ဆွဲတွေကတအားများတဲ့အခါကျတော့မနှင်းနှံ့အောင်မွေးရပါတယ်။အဲ့လိုနှံ့မနှင်းနှံ့အောင်မွေးတဲ့အခါကျတော့ပေါ့နော်။သူခောက်ဆွဲသားတွေကပြက်သွားတယ်။အိုးကသေးပြီးခောက်ဆွဲများတဲ့အခါကျတော့လေမီးနဲ့အပူပေးထားတဲ့အခါကျအဲ့မှာမှွေတဲ့အခါမှာလေခောက်ဆွဲသားလေးနည်းနည်းပြက်တောင်းပြက်တောင်းဖြစ်သွားတော့အမြင်တော့မလာတော့ဘူးပေါ့နော်ပြီးတော့အနှစ်လဲနေသွားတယ်တော်တော်လေးနှံ့အောင်မှွေရရပေါ့နော် ်ခောက်ဆွဲရကိုကတထုံလုံးသုံးလိုက်တဲ့ခါကျအရန်များပါတယ်အဲ့တော့အဆက်တက်လေးပေါင်လို့အဲမြန်မာငွေသီးမုံလေးထည့်ရပေါ့နော်အီတလီစာဖြစ်တဲ့စပဂက်တီထဲမှာပေါ့နော်မြန်မာငွေသီးမုံလေးထည့်လိုက်ပါမယ်ဒီပါရနော်စားလေးနည်းနည်းထည့်ပါမယ်ပြင်ထပ်ပြီးတော့ရောသမားမှွေပါမယ်အခုတော့ခောက်ဆွဲရရပေါ့နော်ကြည်ရတော်တော်လေးကိုပြက်တောင်းပြက်တောင်းလေးဖြစ်နေပြီပေါ့နော်ကဲဒါဆိုရင်တော့ရပါပြီ ခေါင်းဆွဲသားပြတ်တောင်တောင်းနဲ့အမျိုးမီမသိတဲ့စပက်ဂက်တီလေးရပါပြီရှင်။ပလိတ်တင်နေနေရပေါ့နော်။ပင်စိန်လေးကိုပဲအပေါ်ကနေထပ်ပြီးတော့တင်ထားပါတယ်။ပုံစံမတူတာတမျိုးမထင်နဲ့ပေါ့နော်။ဒါကမီးအရောင်သုံးပြီးတော့ရိုက်ထားတာမို့လို့ပါ။ခုနကတော့မီးအရောင်လေးတိတ်မပါလို့ပါရှင်။ ခါဆွဲသားပြတောင်ပြတောင်ဖြစ်သွားပေမဲ့ပေါ့နော် sausage တွေရောပုံစံတွေရောအများကြီး ingredients တွေပါပြီးတော့ပေါ့နော်သူကအရသာလေးရလဲကောင်းတဲ့အခါကျတော့ခါဆွဲသားပြတာလေးကို necklace လုပ်ပြီးတော့အရသာလေးကိုစားကြည့်လိုက်တဲ့အခါမှာတော်တော်လေးကိုဆင်းပြေပါတယ်အမေမနာပဲမဲ့အရသာကောင်းတဲ့ spaghetti လေးစားပါတော့မင်းဒါကတော့အင်းကမောင်လေးကိုပေါ့နော်သူဂိမ်းစုံနေနေသူအတင်းကျွေးထားတာလေးပါအတင်းကျွေးရဆိုမဲ့သူအဲ့တော့နှစ်ပတ်ခံလောက်တော့ကုန်သွားပါတယ် နောက်တဲ့အင်ရညမာလေးစာလုံးနေတဲ့အချိန်မှာသူ့အတင်းကျွေးထားတာပေါ့နော်။ဒါတော့သူ့မာလေးဖုံးစော့နေနဲ့သူ့ကိုကျွေးရပါရှင်။ကဲအခုကိုစားပါတော့မယ်။အတင်းကျွေးရဆိုရင်မတမျိုးမတင်နဲ့နော်။သူတွေတယောက်ကိုနှစ်ပကံလောက်စားပါတယ်။ကိုပြောဖို့တခုမိပါလို့ပေါ့နော်။သူကခောက်ဆွဲနေပါဝင် ingredient တွေ sauce ရဲ့နေတဲ့အချိန်မှာပေါ့နော်။ဆောဆောကခောက်ဆွဲပြုတ်တုံးအားရလာတဲ့အရင်လေးကိုပါထည့်ပြီးတော့တူတူမွေပြီးမယ်ဆိုရင်တော့ပေါ့နော်ပို့ပြီးရတာကောင်းပါတယ်။ အဲ့တော့အညမူချုပ်နေတာမို့လို့ပေါ့နော်တတိချာချာစပွဲနဲ့ပြင်ဆင်ပြီးတော့စားဖို့အချိန်မရှိတာနဲ့လက်မဒီတိုင်းကင်ပြီးတော့ဆွဲနေတာပါကိုယ့်အကို ချက်တာမို့လို့လားမသိဘူးပေါ့နော်အမျိုးအမည်မသိပေမဲ့တော်တော်လေးစားလို့ကောင်းပါတယ်ခောက်ဆွဲတွေကပြတောင်တောင်ပြနေပေမဲ့အရသာဒီကောင်းတဲ့ခါကျတော့ပါသေးတယ် ပုံမှန်ဆိုရင်ကိုကပင်စိမ့်မကြိုက်ပင်မဲ့လေဒီထဲမှာပင်စိမ့်ပါလာကြတော့ကိုကစားနိုင်တယ်ပေါ့နော်ဒါကြတော့ကိုကနံလေလို့မယူစားတော့ဘူးဒီတိုင်းပုံမှန်ဆိုရင်အရန်လူတွေပေါ့နော်ပင်စိမ့်နဲ့ရွှေပြည်ုံသီးနဲ့တွဲချက်တဲ့ခါကျရင်ကိုကအဲ့ဒီနေချက်တဲ့ရွှေပြည်ုံသီးဟင်းကိုမစားဘူးပေါ့နော်ပင်စိမ့်နဲ့ကိုမခံနိုင်လို့ပေါ့ဒါမှစပက်ကတီတွေကပင်စိမ့်နဲ့ကိုတော့ကြိုက်ပါတယ်ခင်ဗျာဆက်စားလိုက်ပါအောင်မယ်အားလုံးပဲပတ်မိုင်းအဆုံးထိကြည့်ပေးတဲ့ကျေးဇူးပါစားလာငယ်